လီလာပါဆရာငယ်ပါခင်ဗျာနော်ဆရာက2025ခုနှစ်အောက်တိုဘာလတလတာမိတ်ဆွေတို့ကဟောစံကြီးကိုဆရာကဟောကြားပေးมาဖြစ်ပါတယ်ခင်ဗျာနော်အဲမိတ်ဆွေတို့2025ခုနှစ်ဆယ်လာပိုင်းအတွက်တလစာဟောစံကိုမဟောကြားမိမှာမန္တလေးကဆရာငယ်မိတ်ဆွေများဆရာငယ်နဲ့တွေ့ကျင်နေဆိုပြီးရှင်ဆရာ20 84 24 25အစာကြီးကုန်လို့မှာရှိပါတယ်ခင်ဗျာဒါလေးတစ်ခုဆရာတရင်ကောင်းပါလိုက်ပါတယ်ကဲဟောစံကိုစားလိုက်ကြရအောင် နမောတတဘဂဝတော်အရဟတော်ဓမ္မံတံဘုဒ္ဓတာသဒ္ဒနာနှစ်2569ခုနှစ်မြန်မာတက္ကသိုလ်1389ခုနှစ်တရင်ကျော့ပဇောင်မိုးလာအတွက်ဟောစဒန်2025ခုနှစ်ဆယ်လပိုင်းအောက်တိုဘာလအတွက်ဒလစာဟောစဒန်နဲ့ရှောင်းရဆောင်ရမှုစရာကဟောကြားပေးမှာဖြစ်ပါတယ်အီလာအတွင်း6ရက်10လ2025တနင်္လာနေ့ဟာတည်င်းကျွလာပြီနေလည်းဖြစ်ပြီးတော့ပြည်ထရာအရာလည်းဖြစ်ပါတ 20ရက်10လ2025တနင်္လာနေ့ဟာတရင်ကျော်လောက်ွယ်နေ့ပြသနာနေ့လည်းဖြစ်ပါတယ်။ဒါကြောင့်ဒီလအတွင်းမှာတနင်္လာနေ့ဒီကြီးပဲ6ရက်10လ2025ဟာတရင်ကျော်လပြည့်နေ့ဖြစ်ပြီးတော့20ရက်10လ2025တနင်္လာနေ့ဟာတရင်ကျော်လောက်ွယ်နေ့ဖြစ်ပါတယ်ခင်ဗျာ။ဒီလအတွင်းမှာငကားကောင်းအရှိတ်အရက်တို့လှည့်ပါတယ်။ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမိကအနောက်ရက်တို့အတိအပြီးရှိနေကြပါတယ်။ ဒါကြောင့်နတ်နဲ့နဂါမလဲစားနဲ့ဆိုတဲ့အတိုင်းဇာငယ်မိတ်ဆွေများအဲဝါလဲကျွတ်ပြီဆိုတော့အိုးအိမ်ချမ်းမီနေရာထိုင်ရင်းအပြောင်းလဲအပြောင်းရွှေ့နဲ့ပတ်သက်တာလေရှေးထုံးလဲမပဲကောင်းဈေးသုံးလဲမလွယ်ကောင်းဆိုတဲ့အတိုင်းပဲနတ်နဲ့နဂါမလဲစားဖို့လိုအပ်ကြောင်းလဲဆရာကထပ်လောင်းပြောရင်းနဲ့ဒီလအတွင်းမှာနဂါကောင်းဟာအရှိရက်တို့လဲပါတယ်ထို့အတူအဓိကကတော့အရှိပေါ့နော်တောင်ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကမြောက်ရက်တို့အတိအကျရှိနေကြပါလေခင်ဗျဒီရက်ဆယ်လာပိုင်းအတွင်းမှာဆိုရင် ကျမ်းမာရေးနဲ့ပတ်သက်လာရင်အထူးသဖြင့်လူအများအာယုံကြောနဲ့ပတ်သက်သောအရာတွေ၊ဥကောင်းနဲ့ပတ်သက်တာတွေ၊တိုက်ကြိုက်ခဲနာကျင်ရတာမျိုးတွေအဖြစ်များတက်ပြီးတဲ့အခါဝမ်းပိုက်နဲ့ပတ်သက်တာတွေ၊ငဘောကအရှိကအဟောင်းမူလဖြစ်တဲ့မိတ်ဆွေများလေထိုးလေအောင်များကိုတတိထားစီရင်ရတတ်တော့တတိပြုမြန်လိုအပ်တော့လာဖြစ်ပါလေခင်ဗျာဒီလတာတော့ဒီမှာဆိုရင် အလှကုန်ပစ္စည်းတွေဖန်စီပစ္စည်းတွေအိမ်တွင်းအလှဆင်မှုဆိုင်ရာလုပ်ငန်းတွေအအယောင်းဝယ်နှီးတက်သောအယောင်းဝယ်ပါတက်သောကာလဖြစ်တဲ့အတွက်အလှကုန်နဲ့ပတ်သက်တာတွေအလှပစ္စည်းတွေဖန်စီပစ္စည်းတွေဒီဇိုင်းတွေဒီကိုရေးရှင်းတွေအိမ်တွင်းအလှဆင်လုပ်ငန်းဆိုင်ရာလုပ်ငန်းတွေမှာတော့ငနေငယ်လေးအိတ်တက်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီရွှေစည်းဟာအကြပတ်မှာအမြင့်ပတ်တို့အနေငယ်ရောက်ရှိနိုင်တော်လဲမငြိမ်မသက်ဖြစ်တတ်ခြင်းပုံစံမရှိခြင်းတွေဖြစ်ရတတ်သောလာဖြစ်ပါလေဤလာတာတော်တွင်မှာ မိတ်ဆွေအားလုံးအထူးတတိပြုဆင်ခြင်လိုပါတယ်။ အထူးသဖြင့်အလုတ်ကင်နဲ့ပတ်သက်လာရင်ဘယ်သူမှမစိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်ရင်အလုတ်ပြိုင်ရေအလုံများတတ်တာမျိုးလုပ်ငန်းပြိုင်ရေအလုံများတတ်တာမျိုးကြုံရတတော်ကြောင့်ဘာကိုဖြစ်ဖြစ်ပိုကနည်းနည်းလေးပုံမူတိုးရှဲပြီးလှုပ်ဆောင်လာမှတော်ကကြမယ်လာဖြစ်တဲ့အတွက်အလုတ်ကင်နဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အလုတ်ပြိုင်လုပ်ငန်းပြိုင်ဒီမှာများသောကာလလုပ်ငန်းအပြိုင်ဆိုင်ကြီးကိုလုံးမဲ့လိပ္ပစာတွေချမပြတာပုံမူကောင်းမွန်တော်လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်နေရာထိုင်ခင်းအိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့အပြောင်းအလဲအပြောင်းအထွေပြုလုပ်ရန်အတွက်အင်မတန်အားသာ ကောင်းမှုတော်လာအပြောင်းနဲ့အပြောင်းရွှေ့လောက်ရန်အတွက်ခြေတို့ဆောင်ရလှုပ်ဆောင်နေတော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခရီးသွားဆိုင်ရာကိစ္စများဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများယာရုအပြောင်းနဲ့နေရာထိုင်ခင်းနဲ့ပတ်သက်သောလုပ်ငန်းများအိုးအိတ်ရှံမီနဲ့ကိစ္စနဲ့ပတ်သက်သောလုပ်ငန်းများနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအပြောင်းလဲပြီးပြတ်အောင်ဆုံးအဆောက်လုပ်လို့ရတဲ့မိတ်ဆွေများရုံးကလနာဆိုင်ရာကိစ္စအမှုကိစ္စဆိုင်ရာတွေကိုပြီးပြတ်အောင်ပြောဆိုတင်တော်လာဖြစ်ပြီးတော့ခြေတို့ဆောင်ရွက်ရန်အတွက်တော့အားသာခြင်းတွေတိုးတက်နေတော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလားဟာ တရွာမှာကောင်းသူကောင်းတရွာမပြောင်းသူကောင်းမဖြစ်ဆိုရဲဆိုရိုးတိုင်းအစင်မပြေမှုတွေအဲမိတ်ဆွေတို့နေနဲ့ဘာကိုလုပ်လို့အခက်အခဲအကျက်တွေပေါ်နေတဲ့မိတ်ဆွေများဟိုကတော့တရွာမပြောင်းသူကောင်းမဖြစ်ဆိုရဲအတိုင်းပဲရှေ့တိုးဆောင်ရပြီးအပြောင်းလဲနဲ့ရှေ့တိုးဆောင်ရရင်အားပါကောင်းမှုတို့တတ်နိုင်ပါတယ်ခင်ဗျလုပ်ငန်းကိုင်နဲ့နဲ့ပတ်သက်ပြီးတော့အရာရာကိုအစင်မပြေရုန်းကန်နေရသူများအနေနဲ့ကတော့ဘာကိုဖြစ်ဖြစ်မိမိအမိနဲ့တဦးတယောက်တည်းဆောင်ရွက်လုပ်ကန်ချင်းတဲ့ ဥပမာကိုဇနီးမယားကိုဖြစ်စေတာသမီးကိုဖြစ်စေလုပ်ငန်းသူဆွေမျိုးမိခင်တဦးတယောက်ကိုဇတိရောင်းလိုက်ရောင်းလိုက်တာမျိုးဥပမာကိုဇတိမင်းမင်းတို့ကခိုင်းနေဆိုပြီးရောင်းလိုက်တာမျိုးကမိတ်ဆွေတို့ရဲ့အဲကံကညံ့နေတဲ့ကံတွေဟာထိုးသူကိုဇတိရောင်းမကိုကပြန်လုပ်ပြတာမျိုးစာရုပ်စာတမ်းအတူလေးနဲ့ရောင်းနေကွာဆိုပြီးတော့ရောင်းလိုက်တာမျိုးခလေးတွေလို့ဆိုခမဲပြေးတဲ့လူမျိုးလောက်လိုက်လို့ဆိုပြီးမိတ်ဆွေတို့ရဲ့လုပ်ငန်းကိုင်ကန်တွေကြန့်ကြာနေမှုတွေအားလုံးဟာအစီအပြေရှောမှုကွာစီမှာအတိအကျပဲဖြစ်ကြောင်းထားလောင်းပြောကြားလိုက်ပြရစီ ။ယာရုလုပ်ငန်းကိုင်နံပြောင်းရွှေ့လှုပ်ဆောင်လို့သူများလုပ်ငန်းနေရာတစ်ဆက်တွင်စီလို့တော့မိတ်ဆွေများဟိုဒီလာတာတော့ဒီမှာဘာဘုံမတုံဆိုင်မြေပဲရှိလို့ဆောင်ရရန်ကောင်းသောကာလဖြစ်တယ်။လူငယ်များမေတ္တာရင်းနဲ့ပတ်တိုင်စံအားတက်နေပြီးတော့မျက်နှာဖွင့်လန်းစီပြီးသမီးစားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်အရှိရေးမှဆိုလို့ရှိရင်အနှဲငယ် ADAS ဖြစ်ရတော့ညာလေအိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းနှစ်လွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းရှေ့တူဆောင်ရလုဆောင်ရအာသာကောင်းမှုပြီးတော့တိုးတက်စီနိုင်တော့လှဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရတယ်။ဒါအပြင်မိတ်ဆွေတို့အဲ သမီးသားများလူငယ်များအနေနဲ့အိမ်တော်မျိုးရစိတ်ဆက်ရလူကြီးမိဘအနေနဲ့တွေ့ဆုံခြင်းဟာအားသာကောင်းမှုတို့တက်ပြီးအဲဇာငယ်နားမှာမင်္ဂလာရက်လာကြည့်တယ်ရပါတယ်ခင်ဗျာအိမ်တော်ကြီးမှဆိုရင်တော့အိမ်တော်ဖက်နဲ့ပတ်သက်လာရင်တဦးနဲ့တဦးတယောက်နဲ့တယောက်အပြိုင်ဆိုင်ကြီးတွေဖြစ်ရတတ်တော်လာဖြစ်ပြီးတော့ အဲတုံးနဲ့တူတယောက်နဲ့တယောက်အိုးအိမ်ရှံပြီးပိစာလေးတွေကြောက်နင်ကဒါဆိုရင်ငါကဟိုကဟိုနင်ကဟိုကဆိုရင်ငါကဒါဆိုပြီးအပြိုင်ဆိုင်ဖြစ်ရတတ်တော့ကာလဖြစ်ကြောင်းနဲ့အိုးအိမ်ရှံပြီးကိစ္စလုပ်ငန်းကိစ္စလေးတွေမှာမိသားစုမိမိအိမ်တော်ဘက်နဲ့ပတ်သက်လို့ညှိနှိုင်းမရတာမျိုးလေးတွေပြဿနာအခြေအနေညှင်းခေါ်ရတာမျိုးတွေဖြစ်ရတတ်တယ်တို့ရတွင်ငကူကအစင်မပြေသောမိတ်ဆွေများပြဿနာများကိုခြေတိုးပြီးတော့နော်ဟိုဒေါသကိုခြေထဲနှင်ပြီးဆုံးဖြတ်တာတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုယူပြီးတော့တိတိကျကျတူရဲ့သဘောတူကနှမ်းနေချက်ချက်မြည်ပြီးအပြေချရင်အသာကောင်းပြီးတော့စူတက်စီနိုင်တော့လာဖြစ်ပါတယ် ဒီလတွင်မှာကံကောင်းစေသောအရာဟာခိုးပြာရောအပန်းရောအနီရောနေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအားသာကောင်းမွန်သောလဖြစ်ပါလေခင်ဗျာဒီလကတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲဒီဆယ်လာပိုင်းမှာဆိုရင်အချိန်အခါပြရတော့ဆယ်လာပိုင်း2ရက်နေ9ရက်နေနဲ့17ရက်နေဒီမှာအင်္ဂလိပ်လိုပဲပြောပါမယ်ဆယ်လာပိုင်း2ရက်9ရက်10ရက်17ရက်နေတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးခြေတို့ဆောင်ရွက်ရင်အားသာကောင်းမွန်ပါလေ ိမ်ဆောက်ပနဲ့ရရေကွင်းတူလို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေမိဘများဒီဆယ်လာပိုင်းဒီမှာဆို9ရက်28ရက်နေ့ဒီမှာအိမ်ဆောက်ရှင်ပနဲ့ရရှင်ပြုလို့ရင်အာသာကောင်းမှုပြီးတော့ရှင်ပြုရဟန်းခအိတ်တ်မင်္ဂလာခါပြုလို့လို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေများဒီရက်ဆယ်လာပိုင်းအောက်တိုဘာလ1ရက်26ရက်နဲ့31ရက်နေ့ဒီမှာရှိတူဆောင်ရလုတ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တူတက်နိုင်တော်လာဖြစ်ပါတယ်စိဆက်လက်ထမင်္ဂလာပြုလို့လို့တဲ့ဇန်ငယ်မိတ်ဆွေမိဘများအနေနဲ့ကတော့ဒီရက်အောက်တိုဘာလ6ရက် 18ရက်22ရက်နေ့ဒီမှာပြုလုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒီရက်ဆယ်လာပိုင်းကအတွင်းမှာမိษွေတို့အနေနဲ့အဆတ်ဆရရအောင်မြင်စီပြီးအဋိဋ္ဌံပြုလို့တဲ့ဇာငရဲ့မိษွေမိဘများအနေနဲ့အရာရာကိုလူရာပြည့်ဖို့အောင်မြင်ခြင်းတွေရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့အဋိဋ္ဌံပြုလို့လူတပ္ပဆိုလို့ရှိရင်တော့မိษွေတို့အနေနဲ့တော့ပထောက်သားနဲ့ပထောက်သားနဲ့ပုတိအားဆိုတော့ဘုံတော်ပတိကိုတနေ့ကို ဟာလာပတိကိုတနေ့ကို၃ပတ်နှုံးနဲ့ခုနှစ်ရက်တိတိအတိတ်ခံပြီပါကမိတ်ဆွေတို့ရဲ့ကြံ့ကြာနေတဲ့လုပ်ငန်းတွေခက်ခဲနေတဲ့လုပ်ငန်းတွေလမ်းစာပြောင်းနေတာလေအားလုံးဟာဘာကိုလုပ်တင်တယ်လဲဘာကိုရှိတူဆောင်ရွက်တင်တယ်လဲဆိုတော့ကွဲကွဲပြားပြားပုံမဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲပထောက်သားနဲ့ပုရိအားဆိုတော့မြတ်စွာဘုရားရှင်ရဲ့ဘုံတော်ကိုမွန်ခြင်းအဖြစ်ခုနှစ်ရက်တိတိအတိတ်ခံပြီပါကအောင်မြင်တိုးတက်နိုင်ပါလေခင်ဗျာဒီလာတာတော့ဒီမှာဈေးဆိုင်လုပ်ငန်းကိုင်ကမိတ်ဆွေတို့ရဲ့အိမ်ယူခြင်းမှာလက်ပိတ်နေလက်ပွင့်စီဖို့အတွက်ဆက်စပ်ရအောင်မြင်အစီအစဉ်တိုးတက်ဇေယံလို့ငါမိတ်ဆွေတို့အနေနဲ့ လောပကပါလာနဲ့ရုပ်ကလေးတစ်ခုမိမိတို့ရဲ့ဟိုတယ်တို့မိမိတို့ရဲ့ဈေးဆိုင်တို့မိမိတို့ရဲ့အိမ်ခန်းတို့ဈေးဆိုင်ဆိုင်အဆက်ရှိတဲ့အမြင့်တနေရာမှာတင်ပြီးတော့လောကပါလာနဲ့ရုပ်ကလေးကိုအမွှေးနှံ့တာလေးစွဖြန်းပေးခြင်းဖြင့်မိษွေတို့ရဲ့ပိတ်နေသောလက်တွေပြန်လဲဝင်လက်စီပြီးကျင်းတွေအောင်မြင်တို့တက်စီပါအတေချာပဲဖြစ်ပါလေခမရဒါအပြင်ကျန်ငယ်အနေနဲ့မိษွေတို့25ခုနဲ့ဆယ်လာပိုင်းအတွက်စကားလက်ဆောင်ပေးခြင်းပါလေခမရစကားလက်ဆောင်ဆိုတော့ဆရာကလာတိုင်းပြနေကြပါမိษွေတို့အနေနဲ့ ်2025ခုနှစ်အောက်တိုဘာလအတွက်ဆရာငယ်အနေနဲ့စကားလက်ဆောင်ပေးရရင်မိတ်ဆွေအိမ်မက်တွေဆိုအိမ်မက်ကောင်းတွေကိုတင်မှတ်တဲ့အခါအိမ်မက်ကောင်းတွေရနေမှရင်လို့ထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေ့ကြကြထပြီးတော့အကောင့်ထဲပေါ်လိုက်ပါတို့မဟုတ်ပဲတင်ဆက်အိမ်နေမယ်ဆိုရင်တော့ဖြင့်တင့်ကိုတင်မနစ်သက်တော့ဖြစ်ပါလိမ့်ပြန်ပြောပြပါမယ်ခင်ဗျ2025ခုနှစ်အောက်တိုဘာလအတွက်စကားလက်ဆောင်နေပြရတော့မိတ်ဆွေ သင်ဟာအိမ်မက်ကောင်းတွေမှတ်ရင်노ထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေ့ကြကြအကောင်ထဲပေါ်လိုက်ပါဒုံနည်းမဟုတ်မိတ်ဆွေဟာစက်အိမ်နေအောင်မယ်ဆိုရင်တော့ဖြင့်တင့်ကိုတင်မရှင်းမြတ်တတ်သူဖြစ်လိမ့်မယ်လို့ပြောရင်းနဲ့ဤက2025ဆယ်လပိုင်းကခေါ်စရံပြီရန်ကုန်မိတ်ဆွေမိဘတွေအားလုံး2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာအဆက်ဆက်အရအောင်မြင်လို့ယတနာစိန်ကြောက်စေတောက်တိုင်းကစားနိုင်ကြပါစေခင်ဗျတက်နေတဲ့ဟိုလောက်ကြီးဖြုတ်ခဲ့သူစီးစိမ်ဥစ္စာများထူပွားပြီးတဲ့အခါ ယရနာဟုတ်လားကိုယရနာဟာဒီစိတ်နေဇေတောက်ကကစားနိုင်ပြီးတော့အောင်မြင်မှုအပေါင်းတော်ကိုဆောင်ပြပါလိမန္တလေးကဆရာငယ်မိတ်ဆွေတွေအားလုံးဆရာစီကိုတွေ့ကြတဲ့ဘက်ဆိုရင်ဆရာကိုဖုန်ဖို့တုံညာနေကိုတုံညာလေးတက်ချောင်းဝတ်အပ်တယ်လီဂရမ်မှာဖြစ်စီဗိုက်ဘာမှာဖြစ်စီပိတ်မက်ဆေ့ချာမှာစေချုပ်တင်ထားပြပါနဲ့ဗီဒီယိုမင်းများလို့သူများလည်းအဲ့ဒီမှာဆက်သွယ်မင်းများထားလို့ကြောက်ဆရာကပြောရင်းနဲ့ကဲဆရာမိတ်ဆွေတွေအားလုံးတနေသားကျူးစီစီမှာပြန်တွေ့ပါမယ်ခင်ဗျာယေရှုတင်ပါတယ်